အီလမတ်ဟာအစိုးရစွမ်းဆောင်ရေးထိရောက်ရေးဌာန DOG အကြီးအကဲဖြစ်ကနေနှုတ်ထွက်ခြင်းဆိုင်ရာလုပ်ငန်းစဉ်တွေကိုစတင်နေပြီဖြစ်ပါတယ်။ Tesla နဲ့ SpaceX CEO ဖြစ်တဲ့ Elon Musk ကအထူးဆိုရဝန်ထမ်းတဦးရဲ့တာဝန်တွေပြီးဆုံးသွားပြီဖြစ်ကြောင်းနဲ့မလိုအပ်တဲ့အသုံးစရိတ်တွေကိုဖျက်တောက်ဖို့အခွင့်အရေးပေးတဲ့အတွက်သမ္မတ Trump ကိုကျေးဇူးတင်ကြောင်းဗုဒ္ဓဟူးနေ့ညပိုင်းက X မှာ post တင်ခဲ့ပါတယ်။အချိန်ကြာလာတာနဲ့အမျှ DOJ လုပ်ငန်းစဉ်တွေဟာအစိုးရတပ်တန်းတစ်လျှောက်လုံးအချိန်နဲ့အမျှအကောင်းလာလိမ့်မယ်လို့လည်း Musk က post မှာရေးသားထားပါတယ်။ မဆီရဲ့ post မှာရေးသားချက်ဟာမှန်ကန်ကြောင်းနဲ့ဗုဒ္ဓဟူးနေ့ညမှာစတင်ထွက်ခွာမှာဖြစ်ကြောင်းအင်ဗျူတော်ကအတည်ပြုခဲ့ပါတယ်။ဇန်နဝါရီလ20ရက်နေ့ကထရမ့်ဟာရင်းဌာနကိုတီထောင်ဖို့တမရအမိတ်ကိုရက်မှတ်ရေးထိုးပြီးတဲ့နောက်မတ်ဆာ DOGE ရဲ့အကြီးအကဲဖြစ်လာခဲ့ပါတယ်။ DOGE ဟာအစိုးရဌာနအသုံးစရိတ်တွေအချင်းပြတ်ခြားစားမှုနဲ့မတမာမှုတွေကိုအရှိန်အဟုန်နဲ့ဖော်ထုတ်ရေးဆောင်ရွက်ခဲ့ပါတယ်။ 1962ခုနှစ်မှာကွန်ကရက်ကဖန်တီးခဲ့တဲ့သမရသို့မဟုတ်လွတ်တော်ရဲ့အထူးတာဝန်တွေအတွက်ကာလာတိုယာယီဝန်ထမ်းတွေကိုငှားရမ်းခွင့်ပြုတဲ့ပြဋ္ဌာန်းချက်အရမတ်ဟာအထူးအစိုးရဝန်ထမ်းအဖြစ်တရားဝင်ခန့်အပ်ခံခဲ့ရတာဖြစ်ပါတယ်။အစိုးရကျင်းဝတ်ရုံးရဲ့အချက်လက်တွေအရအထူးအစိုးရဝန်ထမ်းတွေဟာ365ရက်တာကာလတွင်ရပ်ပေါင်း130ထပ်မပိုပဲဖက်ဒရယ်အစိုးရအတွက်အလုံးလုံးခွင့်ရှိပါတယ်။ မဆီယချန်တစ္ဆာကျိန်ဆူပွဲနေ့မှာစတင်တဲ့ရပောင်း130ကာလကမေလ30ရက်နေ့မှာပြည့်မှာဖြစ်ပါတယ်။ DOG ဟာဖက်ဒရယ်အစိုးရမှမလိုအပ်တဲ့ကုန်ကျစရိတ်တွေကို short ချရင်းနဲ့လုပ်ငန်းစဉ်ချုံးမွေ့စရေးအတွက်တည်ထောင်ထားတဲ့ယာယီဌာနဆိုင်ရာဖွဲ့စည်းတစ်ခုဖြစ်ပါတယ်။ Trump ရဲ့တမရအမိတ်အရအဲ့ဒီအဖွဲ့ဟာ2026ခုနှစ်ဇူလိုင်လ4ရက်နေ့မှာဖြတ်သိမ်းရမှာပါ။ Musk ရဲ့အခမ်းကဏ္ဍဟာယာယီဖြစ်ပြီးတော့ຫນွေဦးမှာပြီးဆုံးမှာဖြစ်ကြောင်း Trump နဲ့ Musk တို့နှစ်ဦးလုံးက ခင်ကလေးကသဘောတူထားခဲ့ကြတာဖြစ်ပါတယ်။ Trump က Musk အားကြိုတင်သတ်မှတ်ထားတဲ့ရပ်ပေါင်း130ထက်အစိုးရယာဒူးမှဆက်လက်ရှိနေခြင်းသလားဆိုတဲ့မေးခွန်းကို ပြန်လည်ဖြေဆိုရမှာတော့ Trump ဟာ Musk ထွက်ခွာမဲ့အကြောင်းသတင်းထောက်တွေကို Musk လ31ရက်နေ့ကအရေးမွတ်ပြောကြားခဲ့ပါတယ်ရှင်။ ်လွတ်တော်မီဒီယာရဲ့ဆက်လက်ရပ်တည်ခံဖို့ပြည်သက်တွေရဲ့ထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမာ TV YouTube Channel မှာမြန်မာဝေဖန်ခြင်းကိုဦးနှိုက်ကြောင်းလေးအသိပေးထိတ်ခေါ်လိုက်ပါရစေ။